channel w for you အလုံးမင်္ဂလာပါကျွန်တော်တို့ channel w ဝေဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ msc 2025အကြောင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်လေးပြောချင်ပါတယ်အဲ့တော့ msc 2025ကတော့ total price pool အနေနဲ့ us dollar 3000တိเนาะကျွန်တော်တို့ total price pool ပေးရပါတယ်ပထမဆုံးကတော့1000 ဖြစ်ပါတယ်။နောက်ဆုံးအဆင့်နဲ့တွက်သွားရင်တော့မှဒေါ်လာ3000တော့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီပြန်ဝဲကြီးကိုကျွန်တော်တို့ဒီဟို9လပိုင်း10ရက်နေ့ရနေပြီးတော့ဗောနော်7လပိုင်း2ရက်နေ့ထိရှင်မြန်သွားမှာဖြစ်ပါတယ်။အဲ့တော့သူကအုပ်စုအဆင့်မဲခွဲတဲ့စနစ်တွေကိုလည်းကျွန်တော်ရှင်းပြခြင်းပါတယ်။အဲ့တော့အုပ်စု AB ဆိုပြီးတော့2ခုရှိမှာဗောနော်။အဲ့တော့ဥမာသူကပူ1ပူ2ဆိုပြီးတော့2ခုထပ်ပြီးတော့ခွဲထားအောင်မယ်။အဲ့တော့ပူ1ထဲမှာဆိုလို့ရှိရင်တော့ MPA ID MPA Philippines ် MPM Malaysia နဲ့အတူပဲကျွန်တော် EEC region ရဲ့ ranking 1နေပြီးွားလို့ရှိရင်မြန်မာအသင်းပေါ့နော်ပါဝင်မှာဖြစ်ပါတယ်ပူတူထဲမှာတော့ကျန်ရှိအသင်းနဲ့အကုန်လုံးပါဝင်မှာဖြစ်ပါတယ်အဲ့တော့အုပ်စု AB အစဉ်လိုက်ကိုသူကပူတူတဲ့အသင်းတွေကိုအရင်ဆုံးမဲနိုင်ပြီးတော့ထည့်မှာပါအဲ့ဒါ B မှာသူကပူဝမ်းတဲ့အသင်းတွေကိုထည့်မှာဖြစ်ပါတယ်ဒါပေမဲ့သူကဒီဟို region protection ဆိုပြီးတော့ပေါ့နော်အဲ့လိုနိုင်ငံ2ရဲ့အသင်း2အသင်းတုံးစုတွေမကြရဘူးဆိုတဲ့အချက်တစ်ခုကတော့ဒီ မဲနိုင်တဲ့အဲစီမီစီကန်ထဲမှာပါဝင်နေပါတယ်။ဒါကြောင့်မလို့ MPID အသင်းနှစ်သင်း MPF Philippines အသင်းနှစ်သင်းဟာတအုပ်စုတဲ့ကြောက်ဖို့ဆိုတာမရှိတော့ပါဘူး။ပြီးတော့အောက်စုအဆင့်ပွဲစဉ်တွေကတော့အားလုံးက best of 3ဆော့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီ knock off stage တွေဆိုလို့ရှိရင်တော့ best of 5ဆော့ရမယ်။ grand final ကတော့ best of 7ဒါကတော့ပုံမှန်တိုင်းလေးပဲပေါ့နော်။အဲဒါမဲ့အောက်စု တအုပ်စုမှာအသင်း၈သင်းပါဝင်ပြီးတော့နှုတ်အုပ်စုခွဲထားတယ်။အဲ့ထဲမှာဒီ top 4လေးသင်းရတာလည်းနောက်ထပ်တော့အဆင့်နေစီကိုတက်လန်းခွင့်ရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီတစ်ခေါက်မှာတော့နည်းနည်းလေးပြင်းထန်တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရပါတယ်။ဆိုတော့ဘာဖြစ်ဖြစ်ဒီ MSC 2025မှာဘယ်အသင်းအများ